ျက်စိကျမ်းမာဖို့လုံးဝမလုပ်သင့်တဲ့အပြုအမူ၉မျိုးမင်္ဂလာပါတင်းရဲ့မျက်လုံးတွေကိုအမြဲတမ်းကျမ်းမာပြီးအမြင်အာရုံကြည်လင်နေစေချင်ပါသလားဒါဆိုရင်ဒီဗီဒီယိုမှာပါတဲ့အပြုအမူ၉မျိုးကိုလုံးဝမလုပ်မိပါစေနဲ့မောင်မိုက်တဲ့နေရာမှာစာဖတ်ခြင်းဖုံးသုံးပြုခြင်းကိုရှောင်ပါဒါကမျက်လုံးကိုပို့ပြီးအားစိုက်စေနိုင်ပါတယ်မျက်လုံးကိုမကြာခဏပုတ်သက်ခြင်းကိုရှောင်ပါလက်မှာရှိတဲ့ပိုးမွှားတွေမျက်လုံးထဲကိုဝင်ရောက်ပြီးပိုးဝင်ခြင်းကိုဖြစ်စေနိုင်ပါတယ်အရေသွေးမကောင်းတဲ့နေကာမျက်မှန်ကိုမသုံးပါနဲ့ UV ကာကွယ်မှုမပေးနိုင်တဲ့နေကာမျက်မှန်ဟာမျက်လုံးကိုပို့ပြီးထိခိုက်စေနိုင်ပါတယ် မျိုးလုံးကိုပေါ်ပေါ်ဆက်ဆာမထားပါနဲ့မျိုးလုံးမှာတစ်ခုခုပုံမှန်မဟုတ်ဘူးလို့ခံစားရရင်ဥပမာအမြင်အာရုံပြောင်းလဲခြင်းနာကျင်ခြင်းညည်းခြင်းတို့ဖြစ်လျင်ချက်ချင်းမျက်စိဆရာဝန်နဲ့ပြတ်တာပါမျက်စိဆရာဝန်ရဲ့ညွန်ကြားချက်မရှိဘဲမျက်စင်းဆေးကိုအလွယ်တကူမသုံးပါနဲ့တချို့မျက်စင်းဆေးတွေဟာရေရှည်မှာမျိုးလုံးကိုထိခိုက်စေနိုင်ပါတယ်အလွန်အကျွံမျိုးလုံးကိုအားဆိုင်စေတဲ့လှုပ်ဆောင်မှုတွေကိုကြာရှည်စွာမလုပ်ပါနဲ့ကွန်ပျူတာကိုအချိန်ကြာမြင့်စွာကြည့်တာမျိုးကိုရှောင်ပါမျိုးလုံးတွေကိုအရာဝတ္ထုတစ်ခုခုဝင်သွားရင်ပုတ်ထုတ်ဖို့မကြိုးစားပါနဲ့မျက်စိဆရာဝန်ရဲ့အကူအညီကိုရယူပါ မြတ်တာမှုမရှိတဲ့အစားအသောက်ကိုရှောင်ပါအာဟာရဓာတ်မလုံလောက်တဲ့အစားအသောက်ဟာမျိုးလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်ရေဓာတ်မလုံလောက်ခြင်းကိုရှောင်ပါခန္ဓာကိုယ်မှာရေတနေတာကမျိုးလုံးကိုချောက်တွေ့စေနိုင်ပါတယ်ဒီအချက်တွေကိုဂရုစိုက်ဆောင်ချက်ချင်းဖြင့်တင်းရဲ့မျက်စိကျန်းမာရေးကိုကောင်းမွန်စွာထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်ဒီလိုဘ ഹു တုတတွေကိုနောက်ထပ်လဲကြည့်ကြည့်ရင် like and follow လုပ်ထားခဲ့နော်နောက်ထပ်သိကျင်တဲ့အကြောင်းအရာရှိရင်လည်းကွန်မန့်မှာမှန်သွားပေးပါကျေးဇူးတင်ပါတယ်ရှင်